အားလုံးမင်္ဂလာပါ Idea with Tumin Du Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဖိုးကျော်ရေးသားထားတဲ့ Golden Rate တိုင်းတော့မဟုတ်ရေအောင်မြို့လို့ဆိုတဲ့စာအုပ်အပိုင်း7ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဒီ Golden Rate တော့မဟုတ်ရေအောင်မြို့လို့ဆိုတဲ့စာအုပ်ကဒီဖန်ပြီနဲ့ကြောက်ဖြူမျိုးကဂန်းကော်လော့ဖရာသမိုင်းကြောင်အခြေခံပြီးတော့ရေးသားထားတာဖြစ်ပါတယ်ဒန်နီလာဂန်းကော်လော့ဖရာသမိုင်းကြောင်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါနားဆင်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါကြည်ခင်ဗျာဒီချိန်မှာကတို့စိုက်ကနေရေချမ်းနဲ့ဆင်းသွွားကြတဲ့ခရီးသည်တွေကတို့လင်ငယ်တွေဒဇင်းပီးတစီဆင်းသွွားကြပါတယ်ဦးငဘိုးရဲ့မျက်စိထဲမှာမမြင်မိတယ်လို့ပါပဲသူစိုက်တဲ့ဒီလောက်ထိတတိလလဖြစ်နေပါတယ်ကတို့တွေတော့မပြောလိုက်တဲ့ဆိုတာကိုလည်းတတိမထားမိပါဘူးမောပန်းကြီးစွာနဲ့ပဲလေစိုက်ကြောက်လေကားပေါ်မှာထိုင်ချပြလိုက်ပါတယ်ခဏကြာမှာတော့ခရီးသည်တအုပ် လေစိတ်ကိုဆင်းလာကြပါတယ်။စိုးစိုးကဥက္ကပုကိုမေးတဲ့ကတော့လင်းနဲ့ပဲရေတဲ့လေတဲ့ငကမောရွာဘက်တော့ဆင်းသွားကြပါတယ်။ဥက္ကပုကတော့လေစိတ်မှာငုံငုံကြီးထိုင်ကြံကြံခဲ့ပါနဲ့။ရေတဲ့မိုးကြီးဘက်ကတည်းအကြီးကရောက်သွားပါနဲ့။ကံကြစဲခန်းလိုက်ထားတဲ့တ냐ဝတီသားကြီးတွေရဲ့ရွက်တိုင်မိမြင့်ကြီးတွေကိုတခုတလေပင်မြင်ရတဲ့အထာမှာအလိုလိုဝမ်းနည်းလာပါနဲ့။ဧကင်္ဂါဆိုရင် ရတင်းမိုးဆိုင်မှာအာရီယန်ရဲ့တွားမဲ့ပင်လယ်အော်ကိုဖျက်မဲ့တညဝတီသားကြီးတွေရဲ့ကောင်းကောင်းမောင်းတဲ့ရတင်းမိုးကြီးတွေကဒီရတင်းမိုးဆိုင်မှာအနည်းဆုံး၄၅ကြီးလောက်ကနေ့စဉ်ညတိုင်းရှိနေတတ်ပါလေ။ဦးမပူကဝေးဝေးလာတဲ့မျက်ရည်တွေကိုထိုင်ပြီးတော့ဒကားတစိမ့်နဲ့ငါးငါးဆွင်းဆွင်းရေထဲမှာရက်နေတဲ့စိုက်ကက်မှာရှိတဲ့မီးရှူးမီးတိုင်တွေနဲ့ကျိုးရှိကြောက်တိုင်စိုက်ထူထားကြတဲ့ကြောက်တိုင်ကြီးတွေဘက်ကို အကြီးကရောက်တော့ပြန်ပါလေ။ညနေနေဝင်ချိန်ကနေမနေ့ နောင်ပေါင်းတိုင်းစီ၅ချက်ဆိုတဲ့အထိတ냐လုံးမိတောက်နေတဲ့ဧကြောင်းလင်းပြမိတိုင်တွေကလည်းပဲခုခါမှာတော့ရစင်မိမလေးနိုင်ကြတော့တော့သွေးမိသွားပြန်ပါလေအထင်ကနင်းကြမှုအလွန်လှပခဲ့တဲ့မတို့ Golden Grade မှာအခုတော့အနိုင်ထာယုံတွေကြီးပါလားဆိုပြီးသွေးမိလိုက်တဲ့အခါမှာဟိုဝေးစိတ်မကောင်းဖြစ်သွားပြန်ပါလေဟောဗျာဘုရားတကကြီးကိုပူပါလားကျုပ်လေစိတ်ဆင်းပြီးကလေးကဟုတ်ပါတယ်ထင်လို့ကြည်နေတာ သူမိမငုံငုံမမိုင်ဖြစ်နေတာကိုမသိ။ငကားပြားဘက်မှာရှိတဲ့တင်လေရွာနကဥညိုတောင်ကလာနှုတ်ဆက်တော့မှတတိက ပြန်ဝင်လာပါတယ်။ကိုညိုရွာပြန်လာတာလား။ဟုတ်ပါဗျာခမည်းတော်ပဲတော်မလို့လေ။ဟုတ်ကဲ့။ဖြောင်းမီတော့လိုက်တော့လိုက်အောင်မယ်နော်အကို။ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ။ဥညိုတောင်ကဘလို့မှမသိတစ်ချက်ကြည့်ပြီးတော့ရှိုက်ကန်ဆင်းသွားပါလေ။ရေရှိရာရေစမ်းနာမရောက်ခင်မှာပဲသူ့ကိုနောက်ပြန်တစ်ချက်လှည့်ကြည့်တော့လိုက်ပါသေးတယ်။ ပင်လျာနာမှာဥညိုတောင်ကိုတွေ့လျရတဲ့အခါမှာဥမှုပူရဲ့ဝမ်းနည်းခြေပွင့်စိတ်တွေကတစ်ခုတစ်ခုအော်လာပြန်ပါလေ။ခင်ကဥညိုတောင်အားကျုံးတွင်းလေဆိုင်ခန့်မျိုးတွေမှာတွေ့လျရင်ဟာတော်သားတွေပါလား။မျိုးတွေခမရဘာလာလောက်တာလဲဆိုပြီးဥမှုပူကစားနှုတ်နေကြပါ။ဒါကိုဥအောင်သားဥတောင်ကလည်းပဲကျုပ်တို့ငကားဖျားပွဲနီးပြီလေဗျာ။မျိုးသားတွေကိုဖမ်းပြီးငဲလင်းတာပြောက်ပွဲလှူစားကြမလို့လာချောင်းနေတာ။ခုလိုတရားမွေးပြီပြောဆိုပြီးရင်ရင်နေနေပြောကား အမပူရဲ့လက်ကောက်ဝတ်ကိုစီးစီးပိုင်ပိုင် လာကင်ထားတဲ့သူဥညိုသားဝေးဆိုလိုရင်းကတော့ခမရုံမျိုးသားတွေကျုပ်တို့စင်တဘုတ်ကနဂါးရီစီလဲတခါတလေဖျားလာဖို့ကြပါလို့ဆိုတဲ့သဘောပါအခုသူကယင်းနှီးခံမမှုမပြသလိုနဲ့ဟုတ်ကဲ့ပါလို့သာ ပြောလိုက်တာကိုဥညိုသားအောင်ကလည်းပဲစိတ်ကောင်းမှာမဟုတ်ပါဘူးဘယ်တော့မလို့လဲအင်္ဂလီကိုစောင့်နေကြလားဆိုတဲ့ဥညိုသားအောင်ရဲ့စကားကိုတော့သူ့ရဲ့ယင်းထဲမှာအထီးခိတ်ဆုံးမှဖြစ်ပါတယ်ကိုတုံခွဲမျိုးမှာ ်ဦးမပူတို့အဆင့်မျိုးကကတော့လေစီးတတ်ကြတဲ့အဆင့်မဟုတ်ပါဘူးဦးမပူတို့အဆင့်ဆိုရင်ဘေကျုံးဘေရဘေဆိုင်ကိုဘေသာသာကိုပိုင်လင်းနဲ့သွားတတ်တဲ့မျိုးဖြစ်ပါတယ်သူတို့မျိုးမှာဆိုကျုံးသုံးလံနိုင်ရန်တော်သုံးလုံးစီကာထားတဲ့မျိုးဖြစ်တဲ့တကြောင်မလို့လေမရှိလျင်မဖြစ်ပါဘူးခုတားထွေးမောင်ပူချီရဲ့ရကမများကကျုံနဲ့နေတဲ့ရိုးဆိုင်ရောင်မှာနေကြတဲ့တကြောင်မလို့ဦးငပူချီတို့ကကိုပိုင်လေးကိုသူတို့စီတယ်လာထားပါတယ် သွားစီရလာကြရှိမဘေးစိတ်ကစောင့်နေမယ်ဆိုတော့တာထွေရဲ့ရောက်ဖတ်တယောက်ကလာပြီးပို့တတ်ပါတယ်ဒီလိုနဲ့ခဏကြာမှာတော့ခရီးတည်နှစ်ယောက်ကလည်းပဲတယောက်ကမို့လို့လို့တယောက်ကစုံးလို့လို့လုံနေကြပါလေဖရားရင်မြင်ပေါ်မှာမဖွေမရအဖို့ရစီမီထွန်းသူတွေထဲမှာလည်းသူတို့မိသားစုတွေပါနေပါတယ်ဒါကြောင့်မလို့မင်္ဂလာဆောင်ပွဲကစားရောက်မအိမ်ကိုပါသွားတဲ့တာထွေကိုသူတဲ့င်းမြောက်ကိုကြာပြီးအိမ်ပြန်ခိုးထားရမယ်ဆိုတာနှစ်ဝက်ခန့်တိုင်ရှိပါသေးတယ် သူယောက်မနဲ့တားထွေးမိမတို့ကလည်းပဲနန်းဦးရမျိုးတဲမှာဆိုတော့နေကျင်ကြတဲ့အတွက်ကြောင့်မလို့သူ့ရဲ့သမီးကိုမငီးမညူထဲပေးလိုက်ကြပါတယ်။လေဆိုင်ကြောက်လေသောပမာကငုံငငိုင်ကြီးထိုင်ပြီးတွေးချင်စရာနေမောချင်စရာနဲ့ဝန်းနေနေတဲ့ဥမဘူးကတာဝရင်သာဖျားဆိုင်ရွာမှာစုံငင်နဲ့ဆင်းလာကြတဲ့လေလေးငါးစီကျုံ၆ဆက်ကိုလာစိတ်ကြတာကိုလည်းတည်မမှုမိပါဘူး။သူတွေဆင်းတဲ့နဲ့ရှောက်ရက်ကကသွားလာနေကြတာကိုလည်းမကြည့်မိပါဘူး။ ရွက်တင်မိုဂျီစိတ်ဘက်ကိုသာနေနေရဘယ်အချိန်ကပင်ဒီရေပြန်တက်လာတာကိုလည်းပဲတတိမယနဲ့လေသမားကတို့တီတယောက်က ရေတက်ပြီဗျို့ဘုရားစိတ်ကိုရေတက်မယ်ဘုရားစိတ်ကိုတော့မယ်ဆိုပြီးပေါ်လိုက်တဲ့ခါကျမှဖြက်ခနေတတိရလာရဲ့မတ်တထိုင်ရမိလိုက်ပါတော့တယ်တောင်တင်တာဘုရားနဲ့ဘုရားစိတ်ရွာကိုတော့မယ်ဆိုပြီးစောအိုလူကိုခေါ်နေတဲ့လေသမားကြီးကိုလှမ်းကြည့်လိုက်တဲ့ခါကျမှလေပေါ်မှာလူတစ်စေးကျော်ပင်ရောက်နေကြပြီ ုံကပုမှာထိုးချင်ကြမှာလေဘောကမန်ကထန်းဆင်းလိုက်ရပါလေဒီအတွက်ချင်းဖြစ်တဲ့အတွက်ကြောင့်မလို့တောင်တင်သာစိတ်ဘက်ကိုတငေချင်းပငေတရေအိုက်တဲ့အချိန်မှာပဲရောက်လာလေပါလေဥငပုကဘေရာဝမကယူမဆိုင်ဘသူ့ကိုမှလည်းမဆောင်တောင်တင်သာဘရားပဲရှိရာကြောက်တလုံးကောင်ချီရင်းတို့သာဆက်လျှောက်လာပါတော့တယ်ကြောက်တွေကထဲဝင်ဝမှာတွေ့ရတဲ့ပန်းတေစီကနေပန်းနဲ့စီမိခွက်ဝေပြီးတော့ဘုတိမြမနဲ့တောင်တင်သာဘရားရဲ့ခြေတော်ဥခိုက်အထိတက်လာပါလေ ဒီဘုရားကိုဒီနေ့နောက်ဆုံးဖုံးမြင်ရခြင်းပါလားဆိုပြီးတွေးမိလိုက်တဲ့အခါမှာဝမ်းနေပလက်ဖြစ်လာပြန်ပါတယ်။ကျောက်စီပညာရှင်တို့ရဲ့လက်ဆွမ်းပြထုဖြစ်ထားတဲ့ဘုရားမျက်နှာတော်ကိုဥပေါင်းတစ်ကြွအမောဖူးလိုက်ပါတယ်။ရှင်ဘုရားရဲ့တပ်ပေကြီးညိုပေတဲ့မျက်နှာတော်ကိုဒီနေ့ဖုံးညိုရခြင်းဒီတပည့်တော်အတွက်နောက်ဆုံးဖုံးညိုရခြင်းပါဘုရားဆိုပြီးနှုတ်ကထွက်ကမျက်ရည်ပိုးပိုးပေါက်ပေါက်ကျလာပြန်ပါတယ်။အကြောင်းမီး ဒီမြတ်ဒုတိယကြီးမာပြီးတပ်ပယ်ကြီးညိုပွဲကောင်းတဲ့ဒီဖရာဒီလေးပဲရဲတပ်တပတ်အတွင်းမှာကိုတုံဂရိတ်မျိုးနဲ့အတူကွယ်ပြောက်ပျက်စီးရတော့မှာပါလားဆိုတဲ့အတွေ့အကြုံငှဖူးရဲ့ရင်ထဲမှာစိုးနှင်းသွားပြန်ပါလေဖရာမျက်နှာတော်ကိုလည်းပဲလေဘင်းတညောင်းတဝါကြီးဆစ်ဆစ်ကြီးဖူးပြီးတဲ့အခါကျမှဖရာရှင်ရဲ့ပခုံးတော်နဲ့အညီရှိနေကြတဲ့ဘေးနဘကနတ်ဗျံမာရုပ်ထုတို့ကြီးများစွာကိုလည်းပဲတခုစီလိုက်ကြည့်နေမိပါလေထို့နောက် လက်ပြမှာရုပ်ကြည့်တွေရဲ့ခြေရင်းမှစတာကြောက်လေသားကြီးဤဘေးနံရံတစ်ဖက်မှာရှိတဲ့ဘုရဝင်ရုပ်လုံးရုပ်ကြွက်တွေကိုရှောက်ကြည့်နေမိပြန်ပါလေကိုတုံဂရရဲ့ကြောက်စစ်သမားတွေရဲ့လက်ရာကကြီးမွားဖြစ်စရာပဲဖြစ်ပါတယ်ဒုမတပန်အိမ်လုံးကြီးလုံးဟောက်ရှိတဲ့ဘုရားဖြစ်တော်ကောင်းစင်ရုပ်ချင်းတည်ုံနဲ့ကြားယုံမှတည်ဥတော်ဟင်းတာငယ်ယုံများစီသည်လမ်းကြည့်နေမိပါလေဘုရားဖူးပြန်ဧည့်သည်တွေဖြစ်ကြဟန်တူတဲ့မိသားစုတွေကကြောက်တလုံးတောင်ရှိတစ်ချောင်းမှာ အယုတ်ကြီးများအောင်မှာနေခိုရင်းအပန်းဖြေရင်းနားနေကြတာကိုလည်းလက်မြင်ရပါတယ်။ဘုရားရှင်ရဲ့ဒီဖြစ်တော်ပေါင်းရုပ်ထုတို့များအောက်တော့ရောက်လျင်ဘေးရန်ကင်းတဲ့ဆိုတော့ကိုတုံခွေသားတို့ရဲ့အစင်လာတိုင်းရုပ်ပေါ်တို့များကြီးလက်ဝဲလက်ရဘင်းတစ်ဖက်မှာရှိတဲ့ရုပ်ထုကြီးတွေအောက်မှာဘုရားဖူးတွေကိုတော့ဟိုတပွေဒီတပွေနဲ့လက်မြင်နေရပါလေ။ငပူကတော့ထိုးတောင်ရှိတချောက်ကိုဒီနေ့မှမရောက်နိုင်တော့ပါဘူး။နောက်လေဘယ်တော့မှရောက်မှာမဟုတ်ပါဘူး။မိုးတွင်ဆိုရင် ဘုရားမျက်နှာတော်အောက်မှာဒါမိုးသားတင်လိုက်တဲ့ပြေးသွားနေကြတဲ့အထိမြင်မလာတဲ့ဘုရားရှိတော်ရင်ကအစင်ကဥငပုငေးမိုးနေပါလေဒီလိုနဲ့ဒီဘုရားအစင်ရောက်မှာတော့ဥငပုကမိုးနေပါပြီသို့တော်ကိုတုံဂရိတ်ဘုရားမှာရှိတဲ့ကိုတုံဂရိတ်ဘုရားတွေကိုနောက်ဆုံးဖူးမြော်ရခြင်းဆိုတဲ့အနေနဲ့ငကားဘုရားနဲ့နေသုံးတောင်ကဘုရားသုံးစုကိုလေးပဲသူတွားကျင်နေသေးပါလေသို့တော် ဒီနေ့တရက်တည်းနဲ့တော့ဘလို့မှမရောက်နိုင်တော့ပါဘူး။ဂုံးကပူကခဏနာပြီးတော့ဖះကြီးရဲ့ပောင်းဝင်းကျင်ပင်ညာကိုရဲ့ရဲ့အဝေးသားနဲ့လှမ်းမြုံမေးကြည့်နေပြပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ခန့်ကမိတောက်သွားတဲ့ငကားတောင်တွေကအိုတော့ကလို့စိမ့်စိမ့်ဆူဆူပင်လေကပွေးပင်တွေကိုမမြင်ရတော့ပါဘူး။ဘယ်နှကောက်ကိုတောင်ကြည်လိုက်ကြည်လိုက်ချိုရီချွန့်ရီတွေဖုံးထားတာကိုသာမြင်ရပါတော့တယ်။နစ်ကြတဲ့တကြမလို့မာချောက်နေကြတဲ့ချိုရီချွန့်ရီတွေမှာမိမချွန်မေးကြံနေကြတဲ့ တယောက်ခွဲနှစ်ယောက်ခွဲရှိတဲ့ထိုးထိုးထောင်ထောင်ပလင်းပင်တွေကိုလည်းပဲမေမေကျုပ်ကျုပ်တင်းနောက်များဖြစ်လမ်းမြင်နေရပါတယ်။ထိုအခါမှာဥငပူကတောင်ပင်လေဘက်ကကြောက်ဖိုးတိုးတောင်ကိုချက်ချင်းတတိယသွားပြန်ပါတယ်။သူ့ရဲ့မျက်စိထဲမှာလင်းငါ၆လရှိလက်မျိုးလက်မရေပန်းရေမွှားတွေနဲ့ထန်းပင်အုံပင်မတ်တီတထွာတမိုက်တလောင်တဒန်ရှိတဲ့ကြောက်မို့ကြောက်တစ်ပင်တွေကိုလည်းပဲမြင်ရောင်လာပြန်ပါတယ်။ပြန်သွားရတဲ့အရာရဲ့ကြောက်ပိုးထိုးတောင်ရဲ့ ထူးဆန်းအံ့ဩဖွယ်အလှတွေကိုလည်းပဲချက်ချင်းပြေးပြန်သွားပြီးတဝါချင်းကြေးလိုက်ချင်ပါလေ။တဘာဝဆန်းကျင်မှုလားနန္ဒကတွေကပဲတမေဖန်ဆင်းထားကြတာလား။သူတို့ဖန်ဆင်းပေးထားကြတဲ့ဒီတဘာဝအလှတွေကိုရတတပတ်တွင်နန္ဒကတွေကဖျက်ဆီးကြတော့မှာပါလား။ဖန်ဆင်းကြသူတို့ရဲ့ယင်တဲ့မိတို့မသိပေမဲ့ဥက္ကပုရဲ့ယင်တဲ့မှာတော့စိတ်မှန်းအမင်းနဲ့ယင်တဲ့စိုးတက်လာပြန်ပါလေ။ညရီတောင်းရင်အနောက်ဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာကိုတုံကလေးဖျားရဲ့ဘုံကိုဆင်းတဲ့ပဲမြင်နေတဲ့ ရွှေရောင်ငွေရောင်တပြောင်ပြောင်နဲ့အာဝမင်းရဲ့ရွှေနှန်းငွေနဲ့ပြတ်တာတွေက ကုမဘုဆက်ကို ပို့ပြီးတော့မှယူကျုံမရဖြစ်သွားစေပါလေ။အာဝမင်းရဲ့နန်းတော်ကဘုရားတပ်ပင်မြင်ပြီးဘုရားတပ်ပင်ဘုံတောက်နေပါလေ။တိုးချင်းပါပင်ဘုရားစိတ်ကမှကတို့တွေရဲ့ရေကြတော့မီဖြစ်ကြောင်းပင်လယ်ဘက်ကိုတောင်းမဲ့သူတွေနဲ့နဂါဘုရားဘက်ကိုလိုက်မဲ့သူတွေကိုစော်အိုးနေတဲ့တွေကကြောက်တလုံးတောင်ကြီးရဲ့ပေးတင်ရဲ့ဟိမီတံဖြစ်လာပါလေ။ကုမဘုရောက်တဲ့နေရာက ကျောက်တလုံးတောင်ရဲ့တဝက်ခန့်သာဖြစ်တဲ့အတွက်ကြောင့်မလို့တောင်အောက်ကမနေဆင်းရအောင်ပဲကိုတုံကွေးမျိုးပေါင်းဝန်းကျင်နဲ့ထူးခြားအံ့ဖွယ်တွေကိုလမ်းလွှဲဆဆနဲ့ကြီးမွားရှုမွားဖြစ်နေတဲ့အုံမပူကနန်းနဲ့စာထမင်းစားချင်ရင်လွန်နေတယ်လို့လည်းတတိမရပါဘူးဖယားလိတ်စိတ်မှကတို့သမားတွေကအတန်ကကြီးမားကျေဝန်းနဲ့ဖယားစင်တုတို့နဲ့နတ်ပြံမှာလူတိရိစ္ဆာန်မျိုးစုံတွေရဲ့နာနှာခေါင်းပေါက်တွေကပေးတင်တဲ့ညံနေအောင်ပေါ်ထွက်လာတော့မှသူဤနေ့မှာငကားဖယားကိုပါအရောက်သွားပြီးတော့ ဒါလတ်ရွှေကြိုရဲ့ရောက်မှတွေမြေတွေကိုအပြန်လဲဝင်နှောက်ဆက်ဖို့အတွက်အဓိယမိလိုက်ကြပါတယ်။ဘုရားကုန်းတော်ပေါ်မှာကြောက်စစ်တွေကအတိုင်းကမန်ကတန်းဆင်းလာက နေကိုတစ်ချက်အလန့်ကြီးလိုက်ပါတယ်။နေမွန်းဆောင်ကြီးအချင်းကိုပင်ရောက်နေပါပြီ။ထို့ကြောင့်ပင်လယ်ပန်းဆင်းကြမဲ့ကတို့လေသမားတွေရဲ့နောက်ဆုံးလေကိုတော့သူအေးအေးဆေးဆေးပင်မိနိုင်သေးတယ်ဆိုပြီးတွမ်းမိလိုက်တဲ့အခါမှာတော့စိတ်နေနေပေါ့သွားပါတယ်။အခုနေကိုမြမ မနေ့စာမစားရသေးဘူးဆိုတာကိုအတိအယမိလိုက်ပါလေထိုကကြမှာဘိုက်ထဲကလည်းပဲလေမျိုး၃စီပိုးမျိုး၈စီတို့ကထားကြွလာပြန်ပါလေဒါကြောင့်မလို့ဘုရားကတော်စိတ်ကိုရောက်တဲ့အခါမှာခကြီးနာဇေယအောင်မှာရောက်နေတဲ့မုံတီတေစီကမုံတီသုံးပကံကိုစာစာနဲ့ဝယ်စားပြလိုက်ပါလေသို့တော့ဘိုက်ပြည့်သွားအောင်သာ စားလိုက်ရပေမဲ့တင်မောက်ထွန်းငွေချင်းနေနဲ့ချက်ထားတဲ့မုံတီရဲ့အရသာကဥက္ကပုရှာပေါ်မှာမတွေ့တော့ပါဘူးသူမုံတီစားနေတဲ့အချိန်မှာ ဖရွာရာပဲဆိုင်ကဆင်းကြလာတဲ့ကတို့လေသုံးစီနဲ့ဖရာကြီးလေဆိုင်မှာလူပြည့်ရဲ့ထွက်ခွာလာကြတဲ့လေငါးစီးတို့ကိုအပြင်ကျုံမြို့ပေါက်မှာပြင်နေရပါတယ်။သို့တော့ဖရာကြီးလေဆိုင်မှာလူဆောင်ရင်လူခိုရင်လေသုံးလေးစီးပင် ရှိနေပါသေးတယ်။ဒါကြောင့်မလို့မုန်ကြီးသုံးပကံကိုအေးအေးဆေးဆေးစားပြီးတော့ကွမ်းမွေးတရားပင်ဝယ်စားပြီးတော့ခရီးသည်လေးငါးယောက်တိုင်ရှိတဲ့ကတို့လေပေါ်မှာတက်လာပါတယ်။ ညနေဆောင်ပြီဖြစ်တဲ့တကြမလို့ဖရာဘူးတွေနဲ့ခီးတရခီးတွေကလေဆိုင်မှာပို့ပြီးတော့မှစီကားလာပါတယ်။ကြာခင်မှာပဲလူပြစ်သွားခဲ့တဲ့ဥက္ကပုလို့လည်းကလည်းပဲအပြင်ကျုံမြေပေါက်တိုင်းစုံစင်းလာပါတော့တယ်။ကွန်းတရားညထန်ကြာတဲ့ခါမှာတော့အပြင်ကျုံမြေပေါက်မြောက်ဘက်မှာရှိတဲ့တဘာဝမြို့တိုင်းကြီးဖြစ်တဲ့ကြောက်တောင် ကြောက်နံရံတွေကိုမြင်လာရပါတယ်။ထိုကြောက်တောင်ကြောက်နံရံတွေကိုကြောက်စစ်လက်တင်သမားတွေရဲ့ရုပ်ထုအပြည့်အစည်းများကိုလည်းမြင်လာရပါတယ်။ ကိုတုံရဲကကျောက်စီပညာတီတွေဖြစ်လာဖို့အတွက်ဒီကျောက်တောင်ကျောက်နံရံတွေပါအစမ်းလေ့ကျင့်ထူးခြားရတဲ့အတွက်ကြောင့်မလို့အပြင်ကျုံမြေပေါက်တစ်ဖက်မှာရှိတဲ့ကျောက်နံရံကျောက်တောင်တွေကရုပ်ထုတွေကတော့ရေတွက်ရက်ပဲမရလောက်အောင်တစ်ချောင်းလုံးရှိနေပါတယ်။ကိုမျိုးရဲ့ဦးငဘူးကထိုကျောက်တောင်ကျောက်နံရံတွေကိုပုံချမ်းပုံချိုးအကောင်းအကျိုးအပြည့်ရုပ်ထုများကိုပဲဖေးကြည့်လာပါတယ်။ကိုတုံဂရိတ်မှာကျောက်စစ်တော်တဲ့ပညာတွေပေါများသလို့ ဒီလိုကြောက်နိုင်ရင်ကြောက်တောင်တွေပေါ်များတဲ့အကြောင်းမလို့လေလာထူစစ်ခြင်းတိုင်းလေကျင်းထူစစ်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ကိုတုံကရကကြောက်စစ်ပညာတွေတော်ကြတားကြရင်ဖြစ်ပါတယ်။ဥမဘူကကြောက်စစ်ပညာတွေများထူစစ်လေကျင်းထားကြတဲ့ရုပ်ထုတွေကိုငေးကြည့်လိုက်ပါလားစဉ်သူစီလာတဲ့လေပေါ်မှာကာလာတာကာလာသမီးတွေကလည်းပါလာကြတဲ့အတွက်ကြောင့်မလို့သူချားကာလာတာသားသမီးတွေကိုဇန်တချင်းနဲ့လှမ်းဆနောက်ကောင်တန်တွေကလည်းပိုပြီးညံစီလာပါတယ် ဒလေနဲ့ဒလေနီးလျင်ပို့ပြီးမှနောက်ကျစားကြပါတယ်။ကျုံမြေချောင်းပေါ်တဲ့ကောတုံခရိတ်မှာနှစ်စဉ်နှစ်တိုင်းလေပြိုင်ပွဲတွေကိုလည်းပဲကစုံလာမှကျင်းပလေးရှိရာသုံးရက်သုံးရက်ကြာတဲ့လေပြိုင်ပွဲကြီးမှာလည်းအလွန်စီကားနေပါတယ်။ကောတုံခရိတ်ဘရင်မင်းများအဆက်ဆက်လာရောက်အားပေးကစုလိုလက်တူတွေပေးပြီးချီးမြှင့်တဲ့အတွက်ကြောင့်မလို့ဝဒီလေးရကလေအကျော်မအခက်တော်အကျော်မတွေပါလာရောက်ရှင်ပြိုင်ကြပါတယ်။ကံလုံးညွှန်မှုလာရောက်အားပေးကြတဲ့ပြည်သက်တွေကလည်းပဲ သူ့ဘက်ကိုပဲတန်ချက်ထိုးပြီးတော့အားပေးကြပါတယ်။ဒီလေလိုပြိုင်ပွဲကိုဘယင်မင်းမြတ်ကိုတိုင်းလာရောက်အားပေးခြင်းကလည်းပဲကြီးမားတဲ့ရည်ချက်ရှိပါတယ်။ရည်ကြောင့်မှာလေလောင်းနဲ့တွာလာဆက်ဆံရတဲ့ခိဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလေပြိုင်ပွဲမှာတော်တဲ့သူတွေကဘယင်ရည်တက်မတော်မှာအမှုထမ်းခွင်ရကြပါတယ်။ဒီလိုမျိုးလေပြိုင်ပွဲကအကျော်မော်တွေကိုကြီးပဲလေကောက်တင်မြှောက်ထားတဲ့တကြောင်မလို့ဘယင်တွေကအဆက်ဆက်ကောတုံ great ရည်တက်မတော်ကြီးမှာဝဒီလေးရမှာဂုံတဲ့င်းကြီးမပါတယ်။ ။ဒါကြောင့်မလို့ဘုရင်လေပြန်ပွဲမှာကာလာသားတွေကရွေးမရှို့တဲ့နဲ့တက်ကျိုးလျင်လက်နဲ့လုံမယ်။ဘုရင်တက်ကောင်းဝင်မယ်။မော်ရိုဆိုတဲ့လှေလိုတန်တန်ချက်တွေကိုတန်ပြန်ဆိုပြီးတော့ပရိသတ်တွေကလည်းပဲကံလုံးညွတ်မြအားပေးကြပါတယ်။ကာလာလာကာလာသမီးတွေကဒလင်းနဲ့ဒလေထုံတန်းအစဉ်လာဇန်တချင်းတွေနဲ့နောက်ပြောင်းလာကြတာကိုလည်းပဲကြားနေကြမြင်နေကြအပြင်ယူကြီးလေးဖြစ်တဲ့ဥက္ကပုမှာစိတ်မဝင်စားတော့ပဲအပြင်မြစ်ကျောင်းပေါက်မှာရှိတဲ့ကြောက်နိုင်ရတဲ့က လက်တင်ငယ်တွေရဲ့ကြောက်စိရုံလုံးရောက်ကြွပုံကျွမ်းပုံပြက်တွေကိုသာငေးကြည့်လိုက်ရာတနေရာအရောက်မှာဥငပုမြတ်မောင်ကုန်းတော့ပါတော့တယ်။ကျောင်းကတော့ကျောင်းနံရံမှာရှိတဲ့ကျောက်တောင်တစ်ခုမှာမိမယောက်ျားလင်ဆက်ဆန်နေကြတဲ့ပုံတွေကိုနီးမျိုးစုံထုစစ်ထားတဲ့ရုပ်ထုတွေပုံကျမ်းပြက်တွေကိုတထောင်လုံးမှာမြင်လိုက်ရတဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်။ဒီလိုမဖွင့်မရပုံကျမ်းပုံပြက်တွေကိုမြင်လိုက်ရုံနဲ့ဥငပုကတေးလိုက်ပါပြီ။ကာလာဘိုကြီးရဲ့ရှောက်တင်ချက်ကြောင့် အဝမင်းကငါးဖျားမှာရှစ်ရှစ်ဘေးလောင်းတို့ဘိုးလောင်းတို့နောင်တို့နောင်တို့တွေချန်လှပ်ထားခဲ့တဲ့လူဝန်ခန့်ဝါဆောင်းကြမြန်ရုပ်ထုတွေကိုကျောက်စစ်ပညာရှင်တွေကို အမိတ်အာနာနဲ့ထုစစ်ခိုင်းရမှာကျောက်စစ်ပညာရှင်တွေကဒီလိုမဖွင့်မရတွေကိုအချိန်တစ်ခါမှမထုစစ်မပြုလုပ်ဘူးခဲ့ကြရာငါးဖျားမှာထုစစ်ကြရတဲ့အခါမှာရုံလုံးရောက်ကြမပြေပြင်ပါကဘရင်ရဲ့အမျက်တော်ရှာခံရမှာကိုကြောက်တဲ့အတွက်ကြောင့်မို့လို့ရိုးရာအစဉ်လာအတိုင်းဒီကြောက်နိုင်ရင်ဒီမှာပနမအစမ်းလေးကျင့်ထူးရှိသွားကြရတဲ့ ရုပ်ထုမျိုးပဲဖြစ်ပါတယ်။တာဝတင်တာဖရာကအပြန်မှာနဂါဖရာဝင်ဖူးမယ်ဟုတရားစိတ်နဲ့ပေါ်လာတဲ့အုံကဘူးကအခုအခါဒီရုပ်ထုတွေကိုလှမ်းမြင်ရတဲ့အခါမှာတော့နဂါဖရာကိုလည်းပဲတွားရောက်ဖူးမျိုးချင်းဆိုင်ကုံတော့ပါတော့တယ်။နဂါဖရာကိုရောက်လျင်လည်းဒီထက်ရုံလုံးရုပ်ကြွပူပြင်တဲ့အယုတ်တအနတ်တရုပ်ထုတွေကိုမမြင်ချင်မှအဆုံးမြင်နေရပါအောင်မယ်။ဒါကြောင့်မလို့ဝါလာတဲ့ကွန်တရီတွေကိုကျုံမြစ်သေးဖွေးကနေထွေးချလိုက်တာနဂါဖျားဘူးတွေကို နဂါဖျားဖူးခီးကိုချက်ချင်းပင်ဖျက်လိုက်ပါတော့သည်ဒါလည်းပဲကတို့တီရမြို့ဝင်ပေါ့အုံခင်းမော်တနိမော်မှာသူရှင်းတော့မယ်ဖြစ်ကြောင်းပြောလိုက်ပါတယ်ကတို့လေတကြီးကနတ်ဖျားဆိုလို့ကတို့ကတော့ယူထားပြီးမှဘာဖြစ်လို့လဲဆိုပြီးမေးပါတယ်ဦးမဘူးကသူတိုက်နေမထိုင်မကောင်းတဲ့အကြောင်းမလို့နဂါဖျားအထိမလိုက်တော့ပါဘူးအုံခင်းမော်မှာပဲဆင်းကြံပြီးတော့မြို့ဝင်ပေါ့လေကြောင်နေမြို့ဘက်ကသာဆက်လိုက်သွားတော့မယ်ဖြစ်ကြောင်းပြောလိုက်ပါတယ်အုံခင်းပေါ်၌ပဲလူတကြီးက အုံးဘုတ်ကို ချထားခဲ့ပါသည်။အုံးခဲမိုစိုက်ကဒီမှာပဲကျုံးပေါက်မှာမြို့ဝင်ပေါက်ကလေးစိုက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အုံးဘုတ်မရောက်ခင်ကပင်ခရီးသည်၃ယောက်ကလည်းပဲလေကြုံဆောင်ရဲတွေ့ရတဲ့ကြောင့်မို့အကြခင်မှာပဲမြို့ထဲဝင်မဲ့လေကြုံတဲ့အတွက်ကြောင့်မို့လို့စိုးစိုးကပင်ရှုံနေကြတဲ့ခရီးသည်တွေနဲ့အတူကိုတုံခွဲမျိုးတွေကိုလိုက်လာလိုက်ပါတယ်။စိုက်ခဲမှာတော့တနေလုံးကိုတုံခွဲငယ်ပတ်သက်တဲ့ခံစားမှုတွေဖြစ်ရှိနေတဲ့အတွက်ကြောင့်မို့လို့အိမ်ရောက်တဲ့အထိ ိုစိတ်မလန်းဖြစ်နေမိပါတယ်။မနေ့သူဖျားဖူးထွက်လာခြင်းကမတွေးခဲ့ရတဲ့သူ့ရဲ့သားထွေးမောင်ပုချီကို အခုအပြန်မှာခြေဆိုးယုံမှာမတက်ရရတွေ့ပါတယ်။တင်ပြန်ခွာဟနေတယ်ဆိုကွာပြန်ရိပ်ပြီးကြကြမလား။ဘဘဘေးတော့စရာရှိလို့လေခြေထုတ်တွေလေးမနေ့ကပင် ကိုကိုတို့တွားဖို့ပြီးသွားပြီလေ။ဝေးဝေးလန်လန်နဲ့ကမိုဖက်မှာတွားနေရတဲ့တာလာကတာရောက်လာပြီးတော့နေမြင့်အောင်အိတ်နေတဲ့သားထွေးကိုမကျေနပ်တဲ့ဥငကဘူးကငါတိတယ် အဝေးမှာနေတဲ့ငါသားအသာမနဲ့စောစီးစီးရောက်လာရင်ခြေတွေထုံးလို့လိုက်ပို့နေရတယ်။အဲဒီတော့ကမင်းအဲ့ရအောင်ထားသေးလို့လားတောက်ပြင်းမိဘပြောထားတာဆိုနည်းနည်းလေးမှအလေးမထားဘူး။အဝါစားတာသားဆိုပြီးပြောပါတယ်။သူ့ကိုဒလကြီးလာဟောက်နေတာကစိုးစိုးကမှအမေပြောတဲ့အိမ်မက်ကြောင့်ဖြစ်မယ်ဆိုပြီးမောင်ပုချေနားလေလိုက်ပါတယ်။ဒါကြောင့်မလို့စိုးစိုးကတော်ချမ်းပါမေရအလကားပေါက်တက်ခဲ့အိမ်မက်တိုင်းတာဖြစ်မယ်ဆိုရင်ကျုပ်ပူရိုဟိကြီးစီကပညာနဲ့အကုန်ရပြီး မိုးပေါ်တော့ပြန်တက်နေတာကြာပါပြီ။လောကီပညာနဲ့တွားကြည့်ရတဲ့ညာတိုင်းကျုပ်အိမ်မက်မက်တယ်။အခုဘာဖြစ်လာလဲ။မိမသာရလာတာ။လောကီပညာတက်ဖို့မပြောနဲ့။တက်ကတီလာတော့မရောက်ခဲ့ရဘူးဆိုပြီးပြန်ပြောတယ်တော့တတိယမိသွားပါတယ်။ဒါကြောင့်မလို့ခါတိုင်းလို့လို့အဖေကကျုပ်ကိုငပြင်းလို့ပြောရအောင်။အဖေခိုင်းတာကျုပ်မလုပ်လို့လား။ဖေသာသားတွေကိုတက်တက်နှိုက်ကွက်နေတာဆိုပြန်မပြောတော့ပဲ။ချီဆိုးယုံထစ်ကိုဝင်လာပါလေ။သူ့အဖေကလည်းပဲအိမ်မက်ကိုထတ်သွားပါလေ။တော်တော် အိမ်မက်ကိုတကယ်ယုံနေသူသူ့ရဲ့အဖေကအိမ်ပေါ်တက်ခါနေမှာတစ်ခေါက်ပြန်ဆင်းလာပြန်ပြီးတော့မိယောက်မကြီးငါတို့လေကိုခုညနေမင်းဆိုင်ကိုရွှေတော်ဘုရားပြောပြအောင်တော့ပြောထားကြလားဆိုပြီးပြောလာပြန်ပါလေအိမ်မက်ကိုတကယ်ထင်ကအယူမီဝိုင်းဖြစ်နေတဲ့သူ့အဖေကိုကြည့်ပြီးမောင်ပုချေကဒီတော့တော့အိမ်မက်ကိုယုံရလားအတိညာခေါင်းပေါ်ရလားဆိုပြီးသူ့အဖေကိုမကြည်မနက်ဖြစ်သွားပြန်ပါလေသူ့အဖေအုံမဖို့အဖို့မောင်ပုချေမကြည်မနက်ဖြစ်ခဲ့ရဒီမှာလေအခုမှမဟုတ်ပါဘူး လွန်ခဲ့တဲ့3လနှစ်ကပဲဖြစ်ပါတယ်။သူကလူငယ်ပြည်ပြည်ကောတုံခွဲလူငယ်များဤသူတက္ကသီလာမှာပညာသွားတင်ခြင်းပါတယ်။သူတို့မိသားစုထဲမှာပုရောဟိတ်ကြီးရဲ့တက္ကသီလာထွဲဆိုရဲ့တရားမှမရှိသေးပါဘူး။သူများတွေလိုမျက်လက်ပြင်စလက်ကိုခွေးရောက်ပြောင်းအသက်ပညာကိုမစိုးထားနဲ့ကိုတုံခွဲမျိုးမှာလူငယ်လူရဲ့မိမများပဲတက်နေကြတဲ့လက်လက်ပညာဆိုတာကိုသူများတွေလုံပြမအံ့ဖွယ်ပါနဲ့မြင်တိဘူးတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုယ်သူမကြေမနက်ဖြစ်နေတဲ့ပုံစံပါ။ဒါကြောင့်မလို့ တက်ကတီလာကိုသွားပြီးတော့မှအများအနည်းတို့လောကီပညာကိုသင်ရပါစေဆိုပြီးအချင်းချင်းပြောတာကိုသူ့အဖေဦးငဘူးကမိုက်လိုက်တဲ့ခွေးတိုက်ဆန်မင်းအဲ့ဒီပညာနဲ့သမင်းစားရမယ်ထင်လားလမ်းဘေးမှာမဟုတ်တရုတ်တွေလောက်ပြပြီးခွက်ပုခံပက်ဆန်တောင်းတဲ့တံတောင်းစားအလုပ်ကိုလှုပ်ချင်လို့လားလမ်းဘေးရောက်မဲ့ကောင်မိဘပြောရင်ပြန်ပြန်ပြောတတ်တဲ့အဝဇာတသားဆိုပြီးစူပူချင်းမောင်းပြီးတော့ချီဆိုးတဲ့အလုပ်ဘာမဟုတ်တဲ့တပိစိန်ပစိုးစင်တဲ့အကွက်ပေါ်တဲ့အလုပ်ကိုသာ သူမိမရတဲ့အထိလောက်ခိုင်းတာနေပါတယ်ဆိုပြီးတော့ဥမောင်ဖူးကြီးကသူ့ရဲ့အဖေဥပပုကိုမကျေနပ်ပါဘူးသူမိမရသွားတဲ့ခါမှာတက်ကတီလာထက်သူ့ရဲ့ရောက်ဖားရီရှိမှာအောက်ကြောက်တယ်ဆိုပြီးလဲထင်နေပါတယ်ဒါကြောင့်မလို့သူ့အဖေဥပပုနဲ့သူကတိတ်ပြီးမကြည့်ပါဘူးအခုလဲဒီဖိုးကြီးအယူအိမ်မက်မက်ပြီးတော့သူ့ကိုပေါ်တင်ကြီးတက်တက်လာဟုတ်တယ်ဆိုပြီးတော့ဒါအပြည့်နေနေပါတော့တယ်ညင်တန်ခွာတက်ဖို့ကိစ္စသူ့ကိုကြီးကိုပြောလိုက်အောင်နဲ့ပြီးပါပြီ ယောက်မအီမျိုးဆက်ကသူတို့လေကိုမင်းစိတ်မှာတော်ထားပေးရမယ့်ကိစ္စကိုတော့သူနားမလည်ပါဘူး။ညနေသမင်းစားပြီးရင်သူ့ဖေကသူတို့အမျိုးတွေရှိရာအလေကျုံရွာဘက်ကိုမြောက်သွားပြီးတော့သူ့ရဲ့အယူအိမ်ဘက်ကိုပြောကျင်တာလားဆိုပြီးတွေးလိုက်ပါတယ်။ဒါကြောင့်မလို့သူတို့အိမ်မှာခြေဆိုးချီခင်လှမ်းလုံနေတဲ့သူ့မိမရဲ့အတော်ဝမ်းခွဲတယောက်နဲ့လေရွှေထောင်းဖို့ကိစ္စကိုပြောမှလိုက်ပါလေ။ဒီလိုပြောရင်ကမင်းလေဆိုင်မှာသူတို့လေဆိုင်ကိုတော်ထားပေးလျင်မင်းမူထန်းတွေစီဖြစ်တွေက သူ့ရဲ့ရောက်ဖတ်လေးကိုဟောင်းငယ်အုံးလားဆိုပြီးလဲတွေးမိနေပါတယ်။မင်းလေးဆိုင်မှာတာမန်သူလိုငါလိုများလေထားကြတာကိုမင်းကားကြတယ်ကမကြိုက်ပါဘူး။အခုကကုတ်တုံကိန်းမှာညာလုံးပေါင်းမင်းလင်းနေတဲ့စိုက်ကန်းဆိုရဲလဲမင်းဆိုင်နဲ့တောင်ပင်လေဘက်ကရွက်တင်မိုးကြီးနှစ်စိုက်သာရှိပါတော့တယ်။ဒါကြောင့်မလို့ထိုးလေးဆိုင်နှစ်စိုက်မှာလေလာထားလျင်လုံချုံမှုပြေဝရှိတယ်။ဒါကိုအခွင့်ကောင်းယူပါတချို့တွေကလည်းတကြီးရွာအုပ်တွေလေလိုလိုမင်းမူထန်းလေလိုလိုနဲ့ ရောကြောင်ပေါ်ကြောင်လာထားတတ်ကြတဲ့ဖြစ်တဲ့အကြောင်းမလို့လေစိတ်တကြီးနဲ့ရီဆူးမိတိုင်းမှာစီလာဖြစ်နေကြတဲ့မင်းခတ်စားတွေကဘသူ့လေမို့လို့လဲဘေးရွာသူကြီးလေလေဆိုပြီးတော့စစ်စင်းမေးတတ်ကြပါတယ်တို့တော့ချီဆိုးပုံဖို့နိုင်ရသူကြီးအိမ်ကလေဆိုပြီးရေရေလေးလေးပြောတတ်လျင်တော့စစ်စင်းမင်းမြန်းကြမှာမဟုတ်ပါဘူးသူ့အဖေကလည်းပဲကိုတုံကလေးမှာနာမည်တစ်လုံးနဲ့ချီဆိုးပုံဖို့တကြီးဆိုပြီးလူတိများတဲ့သူကြောင့်အတွက်ဖြစ်တဲ့အကြောင်းမလို့မမြင်ဘူးပဲမဲ့လည်းပဲနာမည်တော့မင်းမူထန်တိုင်း ြောက်ဘူးကြလိမ့်မယ်ဆိုပြီးမမှုချေသားဖြစ်ပြီးတွေးလိုက်ပါတယ်။သူရဲ့သားထွေးကိုလှေရွှေ့ထားဖို့တဲ့ကိစ္စကိုပြောပြီးတော့ကုမဘူးအင်ကြီးပေါ်သို့တက်လာပါတယ်။အင်ပေါ်မှာဘသူမှမတွေ့ရတဲ့တကြမလို့နောက်တစ်ချက်ဆွန့်လိုက်ပါတယ်။မိဘကြောင့်ကအတန်ကြားတဲ့တကြမလို့မိဘကြောင့်ဘက်ကိုဆက်ပြီးတော့လမ်းလျှောက်လာပါတယ်။မိဘကြောင့်တကားပိတ်ထားတာကိုလည်းတွေ့ရပါတယ်။သို့တော့မိဘတို့မမိဘကြောင့်တဲ့မှာလူရှိတဲ့အတန်ကိုတော့ကြားရတဲ့တကြမလို့ဒါဦးဒါဦးဆိုပြီး ခေါ်ရတဲ့တကားခောက်လိုက်ပါတယ်။ ချက်ချင်းတကားပွင့်လာပြီးတော့ရှင်သမင်းဆန်လာလို့လားမတူးသမင်းဟင်ချက်နေတာကိုရှင်မြေကြီးတက်မလာတော့မြင်သွားရင်မိနေမှာဆိုလို့အကျုံတကားပိတ်ထားတာသမင်းခူးလဲရမှာဆိုပြီးရောက်မှောက်ကိုလက်တစ်ဖက်ကင်ထားရင်ဒေါ်ဒါဦးမေကမေးပါလေမစားသေးပါဘူးနေ့လေကရှင်ဘေးကဘေးလူအိမ်မှာစားလာလေတော်ရင်သာဘုရားဘက်မှာရှိတဲ့အတိအိမ်တိမ်ကစားလာတာကိုထင်တဲ့အတွက်ကြောင့်မလို့ဒေါ်ဒါဦးမေကမေးပါလေ လမ်းကဆားလာတာဒီညတော့ဒုတ်ဖျက်ကိုရောင်းအောင်ပြင်မယ်ကဲမင်းချက်ချက်၃ရက်စာတော့၃ရက်စာလောက်တော့လို့တော့မထင်ပါဘူးလက်မလဲရွာစင်တွေတော့ရှိမှာပါအပူကပဲမင်းဟောကပြောထားမယ်တအားတို့ဖျောက်ပဲနာဖို့မြင်လို့လန်ခီးတွာရကလူတွေမေးရင်ကိုတုံရိကကြောက်စိပညာတင်တွေတမားတွေစီပူဇော်ဖို့မှာထားတဲ့ဖျောက်ပင့်လာတာပါဆိုပြီးပြောရမယ်နော်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါလို့ဆိုရင်ဒေါ်ဒါဦးမေရဲ့မျက်ရည်စက်တွေကပါပြင်ဖို့လိန်စင်ကြက်လာတယ်လို့ ဥငဘူသေးဥငဘူရဲ့မျိုးလုံးတွေကမျက်ရည်ပေါက်စားဒဇန်းဆက်ကလည်းပဲကြမ်းခင်းပေါ်ကျလာလေပါတယ်။နှစ်ပေါင်း90ကျော်နေထိုင်လာခဲ့ရတဲ့ကိုမျိုးကိုရွာကိုတကယ်ခွေးခွာရတော့မယ်ဆိုတဲ့အခါမှာဘိုးကြီးဘွားကြီးတွေရဲ့မျက်ရည်မစင်နိုင်စိတ်တွေကဖြစ်နေကြပါလေ။ဒီချိန်မှာပဲသူ့ရဲ့မြင်မလေးတင်စာဦးရဲ့အတန်ကိုအင်ရှိကကြားလိုက်ရတဲ့တကြောင်လို့ဘိုးကြီးနဲ့အဖွားကြီးတွေရဲ့မျက်ရည်ကကမန်းကထန်တုတ်လိုက်ရပါတော့တယ်။ရှင်ရှင်ခရီးပင်ဖို့တောင်းသိမိတယ်နဲ့အရှင်ကြီး စောပါသေးတယ်တော်ဒီချင်းအဖို့ရင်နဲ့ဖျားမိလာထုံးနေကြတဲ့လူမိတ်ဆာတွေဖျားရင်မြေပေါ်မှာပြတ်မှာမဟုတ်သေးပါဘူးဖျားပင်မှုတွေစိတ်စောနေတဲ့ဒေါ်တာဦးမေကဦးမပုကိုတီးတိုးပြောလိုက်တဲ့အတွက်ကြောင့်မလို့ဦးမပုကပြန်ပြောလိုက်ပါတယ်ဦးမပုပြောတဲ့ဟာလည်းအမှန်ပဲဖြစ်ပါတယ်ရင်နိုင်ပြောင်းတဲ့အဖို့ရီတို့ကိုရောနေမီးထွန်းကြီးပြီးလျင်ရွှေရတဲ့ဆိုတဲ့အတွက်ကြောင့်မလို့အခုခါမှာအဖို့ရင်နဲ့မိလာထုံးနေကြတဲ့သူတွေကညဦးကလာဆိုရင်စေးတယ်ဆိုပြီးမရှိပါဘူးဒါကြောင့် စုငယ်ရေလောင်းချချိန်မှာမှတွားရမယ်ကိုကုန်းကပူကသိပါတယ်။ချင်းကိုစောင်းရင်းနဲ့လင်မြနှယောက်ကဒီမဲထေးကနပ်ပေးထားတဲ့အတပြောတစ်ထုပ်ကိုတွားကြည့်လိုက်မတိုးထမင်းမတိုးဟင်းတွေကိုကင်ကြည့်လိုက်နဲ့တက်ပြင်းအချင်းချင်းချပြီးအိမ်ထဲမှာကန္ဓာမငိမ်ဖြစ်နေကြပါတယ်။ကဲဒီချိန်လောက်ဆိုဖရာရင်မြေပေါ်မှာမဖွေမရလာလုံနေရတဲ့လူမိတ်ဆာတွေကတော့ဆဲလောက်ပြီးထင်တယ်။ငါဖရာတွားပင်းတော့မယ်တောင်မင်းအစင်တင်တာလောက်ထားနဲ့ခြံတွေကတော့ငါဆေးုံရှစ်ထားခဲ့မယ် ။ဦးငပုကပြောပြောဆိုဆိုနဲ့စောင့်တစ်တထေကိုအလျင်ယူပါရယ်။ပြီးမှကိုတုံကွဲမြို့မှာနောက်ဆုံးပူဇော်ရမယ်ရှီမီပြောင်းခွန်းနဲ့အမွေတားရင်းနဲ့ချန်နေယူပြီးအိမ်ကထွက်လာလေပါလေ။ကြာခင်မှာပဲဖျားကုန်းဘိုးကိုတက်လာတဲ့ကြောက်လှေကားကြီးနောက်ကိုရောက်လာပါလေ။ဒီချိန်ထိဖျားကိုအပေါ်ရင်နဲ့မီလာထွန်ကြတဲ့သူရဲ့အတော်အလာတွေကတယောက်စားနှစ်ယောက်စားတွေးရတော့မှဖြစ်ပါတယ်။သို့တော့ကိစ္စမရှိပါဘူး။ဖျားဘုံရောက်လျင်သူစီမီကရေချမ်းကအမွေတံကြီးကိုကတ်ပြီးတော့ ဖျားရှိခိုးရပါတော့မယ်။လူရှင်တဲ့အထိဖျားကုံတို့တွေကိုသူပွားများရွက်ဖတ်နေပါဦးမယ်။ဒီအတွက်နဲ့ဦးမပုကဖျားဘော်ကိုတက်လာလေပါလေ။ကြောက်တာကြောက်တွေနဲ့ပြုလုပ်ထားတဲ့အပေါ်လေကားတဲ့ရောက်မှာတော့အပိုးရင်နှန်းကသူ့ရဲ့နှာခေါင်းထဲမှာရောက်လာပါလေ။မိကွာပေါင်းများစွာတဲ့ကညော်နှန်းတွေကလည်းပဲထောင်းထောင်းထလာပါလေ။မိခွက်ပေါင်းများစွာတည်းရဲ့ညှော်နှံ့တွေကလည်းပဲထောင်းထောင်းထလာပါလေ။ဒီကြားထဲမှာပိုပြီးစိတ်မချမ်းသာကြအောင်လာက သူစင်းရမတယောက်ရဲ့ဖရာဆူတောင်းနေတဲ့အတန်ကတော့ချက်ချင်းဥငပုတ်ရင်ထဲမှာဆိုးနှင့်သွားစီပါတယ်။တကောအနန္တနိုင်ပြည့်စုံတော်မူသော ကိုတုံခရရှင်မြတ်ဖရာတပည့်တော်မသည်မိုးဆိုးမှသူစင်းရမပါဖရာ။တထေးတကြွေများအိမ်မှာထင်းခွေရေခတ်အဝတ်ရှိုးအငည်ကြီးဆွန့်ပြပြီးလူမမေကလေး၃ယောက်နဲ့ပင်ပန်းကြီးစွာသမင်းတလုံးစားနေရတဲ့သူပါ။မတည်ယုံအသက်ရှင်နေရတဲ့သူပါ။ဒါကြောင့်မလို့လေတပည့်တော်မမအများသူငါလိုစိုးစိုးစီစီ အပိုးအင်မီလာရောက်မပူဇော်နိုင်တာကိုခွင့်လွှတ်တော်မူပါစီမီပူဇော်ဖို့အတွက်ရေနံပြောင်းတွေကိုလည်းပဲတပိတ်တော်မှကြောင်ခံရရလာတဲ့မိသားစု၄ရ၅ယောက်ညနေထမင်းစာဝမ်းစာမှာအငတ်ခံပြီးတော့ဝေယူပူဇော်ရခြင်းဖြစ်ပါတယ်ဤသို့တပိတ်တော်မှတော့မိသားစုအငတ်ခံရလာရောက်ပူဇော်နေခြင်းကလည်းပဲသုံးညသုံးညရှိပါပြီတပိတ်တော်မရဲ့စီမီခွက်တဲ့ကိုအရှင်ဖျားရွှေစားငွေစားထည့်ပေးဖို့မထိတ်လောက်အောင် တပိတ်တော်မရဲ့ဝါတုခွက်ကကြီးနေပါသလားရှင်ကိုတုံ great ဖျား တပည့်တော်မရဲ့ဝါဒုက္ခကိုပြေမတော်အဖြစ်ဒီနေ့ညမှာတပည့်တော်မရဲ့စီမီခွက်ထဲကိုရွှေစားငွေစားတွေအတုံးလိုက်တိုက်လိုက်ထဲပေးတော်မူပါရှင်ဗျာတို့မဟုတ်ပါကခလေးလေးတောင်းရောင်းနိုင်တပည့်တော်မငတ်ရဲ့ဒေပါတော့မေဖျားဆိုပြီးတော့ပြောပါလေဒီသင်းမရဲ့စူတောင်းကိုချိန်တိုင်နေကြအောင်ဥက္ကုကကြောက်ရွံ့ပြုတ်လို့ဖြစ်သွားပြီးတော့မတ်တက်ကြီးရန်နေမိပါတယ်စူတောင်းပြီးတော့လဲထိုသင်းမငိုချိန်ပြီး သူ့အနာအစင်းလမ်းကိုရောက်တိုးတဲ့အခါကျမှတတိယမလဲပါတယ်။သူတဆင်းရမကတော့အုံဘုတ်ကိုလည်းသူ့လိုဆင်းရဲသားမို့ဒီချိန်ကျမှစင်မီပူဇိုကိုလာနိုင်တဲ့သူဆိုပြီးထင်ရလားမသိပါဘူးတချက်တာစောင်းကြည့်ပြီးတော့ဖရာကုန်းကိုကဆင်းပါတယ်။အုံဘုတ်ကတဆင်းရမကိုလမ်းပြီးခေါ်ပါတယ်။ဒါကြောင့်မလို့ဒီဆင်းရမကလည်းပြန်လှည့်လာပြီးတော့အုံဘုတ်အနားမှာလာရပါတယ်။ခုချိန်ကြီးတုတ်ကမှာရှိုက်နေတော့မှဖြစ်ပါတယ်။ တငယ်မဆူတောင်းနေတာကိုဥကြတဲ့စိတ်မကောင်းပါဘူး။ရော့ငွေတပြားယူသွား။ဖယောက်ကိုအပေါ်ရင်နဲ့ရှင်မီလာပူဇော်နေလို့ကတော့သုံးညသုံးရမဟုတ်ဘူး။တသက်လုံးပူဇော်နေလို့လေရွှေငွေရမှာမဟုတ်ပါဘူးသမီး။ငရေပဲ။ကြီးမှာပါဆိုပြီးတော့ဥငပုကပြောလိုက်ပါတယ်။အခုပြောပြပေးခဲ့တာကတော့ဆရာဖိုးကျိုးရေးသားထားတဲ့ကိုတုံခွေတိုင်းသုံးမဟုတ်ရေအောင်မြို့တော်ဆိုတဲ့စာအုပ်အပိုင်း၁၆ စစ်ခွန်ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအစားဆုံးနားဆင်ပေးခဲ့တဲ့တုံတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ။